DVB Digital Fast ရန်ကုန်တိုင်းတာဂီရမြို့နယ်မှာဒုတိယဗိုလ်မှူးကြီးကျော်ထွန်းနဲ့ဗိုလ်မှူးတူရင်ထွေးတို့ရဲ့တပည့်တွေဖြစ်တဲ့ရက်ွက်အုပ်ချုပ်ရေးမှူးတွေကလူငယ်တွေကိုဖမ်းဆီးပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းတယ်လို့မြို့ကန်တွေကပြောပါတယ်တာဂီရမြို့နယ်တစဲတောင်ရက်ွက်အုပ်ချုပ်ရေးမှူးဥမမောင်ရင်းတဲ့အဖွဲ့ကမတ်လ7ရက်နေ့ကစစ်မှုထမ်းအပတ်စဉ်7ရက်အတွက်လူငယ်၄ယောက်ကိုဖမ်းဆီးပြီးရက်ွက်ရုံတွင်ရိုက်တဲ့အခါစစ်မှုထမ်းခိုင်းခဲ့တယ်လို့အဲ့ဒီရက်ွက်နေသူတယောက်ကပြောပါတယ် ဖမ်းသွားတဲ့သူတွေကိုအုပ်ချုပ်ရေးမှူးကသူ့ကိုယ်သူဗိုလ်မှူးလို့ပြောပြီးပိုင်းရတာအိမ်ကိုဖုံးပေးမဆက်ဘူးရိုက်နေပြီးစစ်မှုထမ်းဖောင်တွေဖြည့်ခိုင်းတာစစ်တပ်လက်ကိုအပ်တဲ့ချိန်ထွက်ပြေးလို့တယောက်လွတ်လာတယ်အဲ့မိသားစုကအုပ်ချုပ်ရေးမှူးကိုတိုင်ထားတယ်လို့ပြောပါတယ်တာဂီရာမျိုးနယ်ခုနှစ်အရှိရကွယ်အောင်တပြေလေးလမ်းမှာနေထိုင်တဲ့ညီကိုနှစ်ယောက်ကိုအုပ်ချုပ်ရေးမှူးရန်တော်ဒေးကဖမ်းဆီးပြီးစစ်တပ်တဲ့ထဲလိုက်တဲ့ကိစ္စကိုမိခင်ဖြစ်သူကတိုင်ထားတယ်လို့ဖြစ်စဉ်ကိုသိသူတယောက်ကပြောပါတယ်အပတ်စဉ်ကိုမှသားအငယ်နာမည်ပါတယ် နမပါပြောလူမရှိတော့အမေကိုချင်းချောက်တယ်။ตาကြီးကိုตาငယ်စာစစ်ထဲထည့်ပေးလိုက်ရတယ်။အပတ်စဉ်တစ်စဲမှာตาငယ်ကောင်ရောက်လာတော့အချိုရင်မှုနဲ့ဖွဲကဖမ်းပြီးစစ်တက်လက်အပ်လိုက်တယ်။အမေဖြစ်သူကတော့မပ္ပရာမြေလူပဲလို့ပြောပါတယ်။ရက်ွက်အချိုရင်မှုတွေလူငယ်တွေကိုဖမ်းဆီးပြီးစစ်တက်တဲ့ထဲ့နေတာကိုမိသားစုဝင်တွေကတိုင်ကြားပင်နဲ့ခရိုင်နဲ့မြို့နယ်မှာဒုတိယဗိုလ်မှူးကြီးကျော်ထွန်းဗိုလ်မှူးသူရိန်ထွန်းနဲ့ရဲမှုညွှန်ဝေတို့ရှိနေတာကြောင့်တိုင်လို့မရဘူးလို့အချိုရင်နဲ့နှိစက်သူတွေကပြောပါတယ်။ ရန်ကုန်မှာဒီလိုပြဿနာတွေတက်နေပြီမဲ့လဲစစ်ကောင်စီကမဖြေရှင်းပဲမတ်လ14ရက်နေ့ကစပြီးစစ်မှုထမ်းအပတ်စဉ်7အတွက်လူငယ်တွေကိုတကကတ်တဲ့ဂျိုးပြူနဲ့စကတ်တတ်တဲ့မင်းကုန်းကိုပို့ဆောင်နေပါတယ်